မိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရှင်ရဲ့12လမှာ14ရက်12လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလောက်ကန်ကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလောက်ကန်အရန်ကောင်းနေပါတယ်။အလောက်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းရမီလုပ်ငန်းခွင်တွေမှာနေရာတခုရမီလူကြီးတွေအာရုံစိုက်ပြီးတော့ချစ်ခင်တာကိုခံရမီ။ တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတဲ့ပတ်သက်ရင်မိတ်ဆွေအတွက်ဝမ်းနေရတာစိတ်မကောင်းဖြစ်ရတာဒီလိုလေးကြုံရတတ်တယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီအရင်ကောင်းတယ်မိမိကအိမ်ကိစ္စကိုဘယ်လိုစီစဉ်ချင်တာလဲစီစဉ်တဲ့အရာမှန်သမျှအလုံးစုံအဆင်ပြေတယ်လို့တွေ့ရတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်စိတ်နှောက်ရှက်ကြုံရတတ်တယ်ဂျန်တိုက်ခိုက်ရှိတယ်တတိထားပါနော် ချင်းရင်နဲ့ပတ်ပြီးတော့မျက်နှာအရန်ပွင့်မေလူချင်းလူခင်ပေါ်မေအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်အတွင်းမိမိစိတ်တိုင်းကြဘာလေးပဲဖြစ်ဖြစ်အိမ်တော်ဘက်စီကနေပံပိုးမှုရရှိစီမဲ့တပတ်တာလို့တွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ပြီးဆိုလို့ချင်းစိုးချိုးတော့လုံးဝမရှိဘူး။စိုးချိုးမရှိပေမဲ့ရမရခအရန်ပင်မန်းတာမျိုးအဲ့လိုပင်မန်းပြီးတော့အပူရေရှက်တာ နောက်ပြီးတော့အပူတွေအောင်းတာအဲ့လိုတွေတော့ဖြစ်တတ်တယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကသူများကိစ္စတွေအတွက်အရာအားလုံးကိုအာတော်ခေါ်ဆိုင်လိုက်လံပါဝင်အားဖြည့်ပေးနေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားလွန်ကောင်းနေထီထုကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထုကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါတွေရှင်လန်းပွင့်လန်းစီမေတပတ်တလို့မြင်ပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုကိုကြည့်လိုက်တော့ပူပန်မှုကအလိန်ခံတက်တယ်အဲ့တော့ဒီဒီပတ်ထဲမှာကိုသီးပြောရေးဆိုရာကိစ္စကိုကပြောတာပဲဖြစ်ဖြစ်သူမြတ်ကိုပြောခိုင်းတာပဲဖြစ်ဖြစ်အဲ့ဒီမှာကြားထဲမှာကွာဟမှုလေးကမိမိကိုအလိန်ခံတက်တယ်ပေါ့အဲ့တော့ငွေကြီးလားဒါမှမဟုတ်ရင်ဒီလူမှုနယ်ပယ်မှာလိန်တာလားဒါမှမဟုတ်အလုပ်ကိစ္စနဲ့လိန်တာလားမပြောတတ်ပေါ့နော်အဲ့ဒါလေးကိုသတိထားပြရတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတွင် ကံတောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပြီးချင်ပါတယ် ဒီနေ့ကနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရီယာကမိမိနေအင်ကာဖရားမှာတသက်လုတ်ခေါင်ဆွေးကြော်တဝဲလူတဲ့ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်။ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရှင်းရဲ့ဆန္ဒလမှာ14ရက်ဆန္ဒလ2025တပတ်တာဒီနေ့လာသားသမီးချင်းမိတ်ဆွေရဲ့လူကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ဒီနေ့လာသားသမီးချင်းမိတ်ဆွေအလုတ်ကအရန်ကောင်းနေအဲ့တော့ အလုပ်နဲ့ပတ်သက်ပြီးတော့ကိုရည်ရွယ်ထားတဲ့အရာလေးတွေအဆင်ပြေမယ်ကိုဖြစ်ချင်တဲ့အရာလေးတွေဖြစ်ခွင့်ရမယ်ဒီလိုလေးတွေ့ရတယ်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိစေအပေါင်းတွေနဲ့ပတ်သက်ပြီးတော့အရာကောင်းတွေမိစေကံကောင်းတွေဆရာသမားကံကောင်းတွေပညာရက်နဲ့ပတ်သက်တဲ့ကံတွေအရာကောင်းတွေအင်္ဂိစာနဲ့ပတ်သက်ရင်အေယိုနောက်ဆက်ရမယ်အေယိုပူပန်းမယ်အင်္ဂိစာကောင်းရှောက်ရမယ်ဒီလိုလေးတွေ့ရတယ်နော် ချိန်ယူသားချင်းနဲ့ပတ်သက်ပြီးဆိုရင်ဆွေမျိုးသားချင်းအပေါ်မှာမိမိကကိုကူညီခြင်းပေမဲ့လည်းမကူညီနိုင်တာမျိုးလေးတွေဒီလိုလေးကြုံရတတ်ပါတယ်။ရန်အန်ဒီလုံးရှိတဲ့အပြင်ချစ်သူခင်သူပေါများလာမီမျက်နာပွင့်လန်းစေမယ့်တပတ်တာတွေ့ရပါလေ။ချီးနဲ့ပတ်သက်ပြီးတော့ချစ်သူချစ်သူတယောက်ကကိုအော်ချစ်သူရဲ့အလိုလိုက်ချင်းပေါ့နော်ချစ်သူတယောက်ရဲ့အလိုလိုက်ချင်းနော်ချစ်သူတွေရဲ့ ပံ့ပိုးခြင်းကုညီခြင်းပေါ့တချို့ကြတော့လည်းပဲချစ်တဲ့သူရမ်းများတယ်ဒီတယောက်နဲ့ကိုကပတ်သက်နေပေမဲ့လည်းပဲနောက်ထပ်ချစ်နေတဲ့သူတွေလည်းရှိအားကြောင့်မို့လို့ချစ်တဲ့သူတွေရဲ့ပံ့ပိုးမှုเนาะချစ်သူတယောက်ရဲ့အလိုလိုက်မှုစင်နာမှုဒီလိုလေးရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာဂရုတစိုက်ရှိမှုနဲ့မိမိစိတ်ချမ်းသာမယ်တပတ်တာလို့တွေ့ရတယ်ကျမကြီးတော့ညံ့မယ်ကျမကြီးရဲ့ဘာတွေညံ့လဲဆိုတော့အမြဲတမ်းကိုယ်ရည်လက်တည် ိုက်ခင်းနေတဲ့နာကျင်နေတဲ့ခန္ဓာကိုယ်တချမ်းရမွှန်းတယ်လို့လို့နှာရည်စီးတယ်လို့လို့နှာရည်အဲချီနေတယ်လို့လို့တောက်လျှောက်ဖြစ်တတ်တယ်နော်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာဒါ့အပြင်အမျိုးသမီးတွေရဲ့အယုံဆိုင်မှုအမျိုးသမီးတွေရဲ့ကိုယ်ညီမှုဒါလေးရရှိစီမယ်လို့တွေ့ရတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သူပဲမဲ့ထီတို့ကန်ဆန်းခြင်းနေဆိုရင်တော့ငါးတလုံးထီတို့ကန်ဆန်းလို့ရတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ပတ်စံကမမြဲဘူး။ ပြန်ထွက်တယ်။အော်တရားဝင်တရားလုံးပြန်ထွက်တယ်၊နေရာဝင်နေရာလုံးပြန်ထွက်တယ်။ငွေစုမိတဲ့တပတ်တာလုံးမတွေ့ရဘူးနော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုကိုခြုံငုံပြီးကြည့်လိုက်တော့မိမိဒီကိုလုလိုက်တဲ့အရာလေးတွေမှန်သမျှကိုကိုကိုကျေနပ်တယ်ကိုကိုကိုအားရတယ်ကိုပီတိဖြစ်ရတယ်ဒီလိုလေးတွေ့ရတယ်ဒီတော့တနေ့လာသားသမီးချင်းပြီးစီတွေ့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးကျင်ပါတယ်တနေ့လာသားသမီးချင်းပြီးစီအိမ်ပြားမာလီ လူစိမ်းနှစ်ခွက်လူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်။ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်။ရှိရဲ့၁၂လမှ၁၄ရက်၁၂လ၂၀25တပတ်တာအင်္ဂါသားသမီးချစ်မိတ်ဆွေရဲ့အလုံးကံကနေစတင်ဟောပြောမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အလုံးမှာပြဿနာရှိတယ်ရံများမယ်အလုံးနဲ့ပတ်သက်တဲ့အတိုက်ခိုက်တွေအများကြီးတယ်ခင်ဗျစိတ်ပါနော် တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ခင်မင်မှုတွေဝေးကွာသွားတာနောက်ပြီးတော့တန်ရုံးစင်တွေပြတ်တောက်သွားတာမိစေပေါင်းသင်းရဲ့နဲ့ပတ်သက်ပြီးတော့အထင်လွဲခံရတာအမြင်လွဲခံရတာဒီလိုလေးရှိတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရတဲ့အရန်ကောင်းတယ်။ဆွေမျိုးသားချင်းရဲ့ကူညီမှုထောက်ပံ့မှုပံ့ပိုးမှုရပါလိမ့်မယ်။ရန်ရည်အတိုက်ခက်ရှိရတဲ့တတိထားပါတော့။ ခြေင်းနဲ့ပတ်သက်ပြီးတော့ပုံမှန်ပဲခြေသူအပေါ်မှာမိမိကလည်းပုံမှန်ပဲခြေသူကလည်းမိမိပုံမှာပုံမှန်ပဲအင်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းပဲအင်တော်ကြီးလို့တွေ့တယ်။ကျမကြီးမကောင်းကျမကြီးညံ့မယ်စီးဝစီကံပြဖို့ရှိတယ်။အီးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဘာလို့လုံးမပြပြဖို့ဘာလို့လုံးအမြဲတမ်းနောက်ဆန်တင်ရတယ်။အဲ့လိုအမြဲတမ်းကိုလုံးရတဲ့ဟာတွေကတဝက်တစ်ပြက်တည်းကြီးပဲဖြစ်တတ်တယ်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ် သူ့ပြင်မဲ့ထီထိုးကန်ဆန်းကျင်နေဆိုတော့ကိုယ်တလုံးထီထိုးကန်ဆန်းလို့ရတယ်။ဝီးကြီးနဲ့ပတ်သက်ပြီးတော့လက်ရွှင်မဲ့ပွန့်လန်းမဲ့ရလာတဲ့ပတ်စံမမြင်တာပဲရှိမဲ့လက်ရွှင်မဲ့လို့တွေးရတာပေါ့နော်။အားလုံးနဲ့ပတ်သက်ပြီးပူပန်မှုကိုကြည့်လိုက်တော့အတိုက်ခိုက်တွေကြားထဲမှာကိုယ်ဒီအာယုံနောက်ရမယ်စိတ်ရှုပ်ရမယ်ကောင်းရှုပ်ရမယ်ဒီလိုလေးတွေးရတယ်ပေါ့နော်။ဒီတော့သင်္ကန်းသားသမီးချင်းမဆွေအတွက်အကန့်ထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်လေးပေးခြင်းနဲ့ အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရည်ဟာငှက်၃កောင်လွှတ်ပေးပါယခုလိုတတဝါလေးတွေပေးမဲ့လူချင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ရှိရဲ့၁၂လမှ၁၄၁၂လ၂၀၂၅တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင် ဘုံတုံးသားသမီးချင်းမဆွေအလုတ်ကန်နေအရန်ကောင်းနေပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မိမိပိုင်ဆိုင်ချင်တာမိမိမျှော်လင့်ထားတာမိမိဖြစ်ချင်တဲ့အရာဖြစ်မယ်လို့တွေ့ရတယ်။တမူးကြီးတော့ပြစီဝင်လာဖို့ရှိနေပါတယ်။မိဆွေပေါင်းတဲ့နေရဲ့ကုညီပံပုံမှုထောက်ပံ့မှုရရှိမယ်။ပညာရည်နဲ့ပတ်သက်တဲ့ကံအရန်ကောင်းနေပါတယ်။အိမ်ကိစ္စတွေအရင်ကောင်းတယ်အိမ်နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းရမယ်အိမ်ရဲ့အထောက်ပံ့ကောင်းရမယ်ဒီလိုလေးတွေ့ရတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်တော့အလိန်ခံတတ်တယ်။ရန်အနေနဲ့အတိုက်အခံရှိတဲ့တတိထားနော်။ချင်းနဲ့ပတ်သက်ပြီးတော့မျိုးသမီးတယောက်ချောင်းဝင်နှောက်ရက်ပဲ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်အောင်ဘက်အပေါ်မှာမိမိရဲ့စိတ်တိုင်းမကြမှုအလိုမကြမှုတော့ဖြစ်နေတတ်တယ်။ကျမိုင်းနဲ့ပတ်သက်ဆိုးကျိုးလုံးဝမရှိဘူးရခင်ကနေ့ကယောဂဝေဒနာခံစားရတဲ့ဆွေတော့အနာနဲ့ဆီးတွေ့သွားပြီအေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာမျက်နာတွေလည်းပွင့်လန်းမဲ့လူကြီးလူငယ်လည်းပေါ်ပြီ ိုပြောလိုက်တဲ့အခါမှာဆွဲဆောင်မှုတွေရှိနေတာမျိုးကြုံရမယ်။ကံနဲ့ပတ်သက်တော့အားနည်းတယ်။မဖြစ်မနေဒီလိုကန်ဆန်းခြင်းနဲ့ဆိုရင်တော့၃ညတစ်လုံးဒီလိုကန်ဆန်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကောင်းရှုံးရတာပေါ့နော်။အဲ့တော့အခုလက်တော်ဖြည့်ရှင်းရတဲ့ငွေကြီးဆိုရင်တော့ရှော့မရှိဘူး။အရင်ကနေ့ကကိုရွှေဖြည့်ရှင်းရမယ့်ပြဿနာလေးဆိုရင်တော့အနေငယ်စိတ်ညစ်ရမယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုအကြုံကိုပြကြည့်လိုက်တဲ့အခါဆရာသမားလိုအမျိုးကောင်းသမီးနောက်ပြီးတော့မိခင်လိုအမျိုးကောင်းသမီးဒီလိုအကူအညီကောင်းလေးတွေရရှိစီမယ်လို့ တွေ့ရတယ်။ဒီတော့ဗုဒ္ဓဘာသာချင်းမိတ်ဆွေတွေအကန်ထောက်ပတ်ဖြစ်စေတဲ့ယရိယာကောင်းလေးပြချင်ပါတယ်။ဗုဒ္ဓဘာသာချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာယရိယာကတပတ်တာလုံးမှာအတိတ်ထံကိုတည်တည်ချာချာလေးလေးနက်နက်အတိတ်ထံကိုပြုလို့ဆောင်ရွက်သွားခြင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရ ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရှိရေး7လမှ14ရေး7လ2025တပတ်တာကြာသပတိသားသမီးချစ်မိတ်ဆွေရေအလုတ်ကံကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင်။ကြာသပတိသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းနေအလုတ်နဲ့ပတ်သက်ပြီးတော့ဖုံးတကူတက်ခြင်းလို့တွေ့ရတယ်။ကိုပြောလိုက်တိုင်းအောင်မြင်နေဆိုလိုက်တိုင်းအောင်မြင်နေဖြစ်ချင်တဲ့ရည်ရွယ်ချက်အတိုင်းလည်းအကောင့်ထဲပေါ်တယ်ဒီလိုလေးတွေ့ရတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာလို့ရှိနေပါတယ်။ မိစေပေါင်းတဲ့ပတ်သက်ရင်တော့အမျိုးမျိုးသောစိတ်ဒုက္ခပေးတာကိုခံရတဲ့တည်းပညာရဲ့နဲ့ပတ်သက်တဲ့ကံအရင်ကောင်းတယ်ဒီလိုအခြေအနေမျိုးမှာစာမေးပွဲတာရှိကြည့်လိုက်ကျင်းသေးပေါင်းအောင်မြင်မယ်လို့တွေ့ရပါတယ်စိတ်ဝိသားခြင်းနဲ့ပတ်သက်ရင်စိတ်ရှုပ်စရာကောင်းရှုပ်စရာကြုံရတဲ့တည်းရံအတိုက်ခက်ရှိရင်တော့မြင်းနဲ့မနာလိုတွေတဲ့သူရှိတယ်ကယူဆိုင်အမီ အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းရှိတယ်။အိမ်တော်ရင်းနဲ့ပတ်သက်ရင်အီးချမ်းပျော်ရွှင်တာယာစီမင်းတော်ကြီးလိုမြင်နေ။ကျမ်းမိုင်းနဲ့ပတ်သက်ရင်တော့ဂယုဆိုင်အဓိကတော့အစားအသောက်အနေတိုင်းမှားတာပေါ့နော်။ဒါကြောင့်မလို့အဲ့ဒါလေးသတိထားပေးရတယ်။အီးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်အလွန်ကောင်းနေပါတယ်။ခြေထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့တစ်တလုံးခြေထိုးကန်ဆဲမှာဝေးကြီးလက်လာပါတယ်ရွှင်လန်းပွန်လန်းစေမဲ့တပတ်တာ မိမိရဲ့ပါဇက်ကနေပြောနေဖြစ်နေတာဘာလေးပဲဖြစ်ဖြစ်ရချင်တယ်လို့ပြောလိုက်တခါတန်းပြီးတော့ဝင်လာတဲ့ဟာမျိုးလေးတွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်မှုကိုကြည့်လိုက်တဲ့အခါစိုးရတဲ့ပုံပန်မှုမျိုးလုံးဝမတွေ့ရတဲ့အပြင်ကိုလှုပ်ချင်တဲ့အရာ ကိုဖြစ်ချင်တဲ့အရာကိုရည်ရထားတဲ့ကိစ္စအလုံးစုံပြည့်စုံပြီးတော့အောင်မြင်စီမဲ့တပတ်တာလို့တွေ့ရတယ်ဒီတော့အကြသာပြေးသားသမီးအတွင်းလူဝဲပစ္စည်းအနေနဲ့ရည်ရည်ရလေးတစ်ခုပေးချင်ပါတယ် တပတ်တာဂျာတာပိသားသမီးလှူဒန်းမယ်လူဝဲပစ္စည်းရတော့တပီးရေရေလေး20နဲ့တညော့လှူဒန်းချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံ ပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်ရှိရေ12လမှ14ရေ12လ2025တပတ်တာတောက်ကြတာသမီးချစ်မိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင်တောက်ကြတာသမီးချစ်မိတ်ဆွေအလုတ်ကိစ္စနဲ့ပတ်သက်ရင်ပုံမှန်လေးပဲလုပ်သွားမယ်ဘေးအရာမှ ဟိုအတွတ်တက်ပြီးလှုပ်လိုက်တာမျိုးတို့တီထွင်ပြီးလှုပ်လိုက်တာမျိုးတို့ညံကွန့်ပြီးလှုပ်လိုက်တာမျိုးတို့ဘတော်မှမလှုပ်နဲ့ဒီတစ်ပတ်တည်းမှာအလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်နှုတ်တဲ့ပူလွန်သွားပြီဆိုလို့ချင်းကြာရှုံးတက်တဲ့ကြီးစိတ်ပါတန်မိုးကြီးသောပစ္စည်းထွက်ကိုထွက်ပါလိမ့်မယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ကမိမိကိုအမြဲပြဿနာရှာတာရန်ရှာတာခံရတဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ဒီအရန်ကောင်းနေအိမ်ကိစ္စစကားပြောချင်တာလားလုံးဝအဆင်ပြေသွားမယ် ဆွေမျိုးသားချင်းစီရအကူအညီထောက်ပံ့ကောင်းရာဝန်ရှိတွေပညာရက်နဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါကိုသွားတဲ့နေရာမှာ လာတဲ့နေရာမှာအမြင်နဲ့အလိုအဖုထစ်ကလေးတွေရှိတယ်အဲ့ဒါလေးကိုတော့ပြပဆိုင်စီခြင်းနဲ့ချီနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်နေပါမယ်လူချင်းလူငင်ပေါ်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာစီမယ်အိမ်တော်ကြီးပါကျမကြီးနဲ့ပတ်သက်ချူးကြတယ်ဖြစ်လိုက်ပြီဆိုရင်အမြဲခါနာမင်းတော့ခါ ကြိုက်တာတွေအခါနဲ့ပတ်သက်တဲ့ဝေဒနာခံစားတတ်တယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလုံးမြင်နေစိတ်တိုင်းချကိုလိုရမဲ့ကိစ္စလေးတွေအောင်မြင်စေတယ်။ကံနဲ့ပတ်သက်ရင်ကံအားလွန်ကောင်းတယ်ထီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့6တလုံးထီတို့ကန်ဆန်းလို့ရတယ်ငွေကြီးလက်ရွှင်မဲ့တပတ်တာငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ပွင့်စီမဲ့တပတ်တာဒီလိုလေးတွေ့ရတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပါမှုချုပ်ငုံကြည့်လိုက်တော့မိမိက ိုယ်လှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကို6930အဲ့ဒီ3ရက်မှမဖြစ်ဘူးအဲ့ဒီရဲ့နောက်ပိုင်းမှာအဆင်ပြေသွားမေးလို့တွေ့ရတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေအတွက်ကံတောက်ပတ်ဖြစ်စီရေဒီယာကောင်းလေးပြချင်တယ်တောက်ကြသားသမီးချင်းမိတ်ဆွေပြုလူဆောင်ရမယ့်တပတ်တာရေဒီယာကဂျိုင်းခွက်ဖြစ်နေတော့နေရာတွေလမ်းနေပေါ့နော်အဲ့ဒါကိုလမ်းဖို့တဲ့အလုပ်လေးလုပ်ရတယ်အော်အုတ်နေခဲ့နေပဲဖို့ဖို့ အုံမခွက်ထုချီပြီးတော့ပဲဖို့ဖို့ဖို့မြေကြီးဖို့တာပဲဖြစ်ဖြစ်ခဲဖို့တာပဲဖြစ်ဖြစ်မြေဖို့တဲ့အလုပ်ကလေးလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်။ချစ်မိစေများအားလုံးမင်္ဂလာပါရှင်။ရှိရဲ့7လမှ14ရက်7လ2025တပတ်တာစနီသားသမီးချင်းမီဆူရဲ့လောက်ကင်ကနေစတင်ဟောပြောမှာဖြစ်ပါတယ်ရှင်စနီသားသမီးချင်းမီဆူရဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဘယ်အရာကိုမှ အားတော်ခွန်ဆိုင်မလုပ်ပါနဲ့အောင်ဒီအချိန်မှာမိမိလုပ်ချင်တဲ့အရာလေးတို့ခဏမိမ့်နေပါပြီးတော့အလုပ်နဲ့ပတ်သက်ပြီးတော့ပြောင်းညံလာရွှေ့ချင်တာလားခဏမိမ့်နေပါနော်အလုပ်နဲ့ပတ်သက်ပြီးရှိနေတဲ့နေရာလေးမှာမိမ့်နေတဲ့အနေအထားလေးတွေ့ရတယ်တန်မိုးကြီးတော့ပစ္စည်းထွက်တတ်ပါတယ်မိစေဆရာသမားဆရာနေအကူကြီးထောက်ပံ့ကောင်းရဖို့ရှိနေပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့ခေါင်းရှုံရမယ်စိတ်ရှုံရမယ်အာယုံနောက်ရမယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ပို့ပြီးတော့စိတ်ညစ်စရာတွေကြုံရတတ်တယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်စိတ်တိုင်းမကြမှုအလိုမကြမှုဒီလိုလေးတွေရှိတယ်။ရန်အနေရှိရတဲ့ဒီထားပါအထူးသဖြင့်အလိန်ခံရတာမျိုးကြုံရတတ်တယ်။ချင်းနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလူတန်းလေးနဲ့အလုရှုပ်နေမဲ့တပတ်တာလေးတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးကျုံလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုမရှိသေးဘူး၊ငြိမ်းချမ်းမှုမရှိသေးဘူး။ ဘာလေးပဲဖြစ်ဖြစ်အမြဲတမ်းကိုကပဲပါဝင်ပတ်သက်ပြီးတော့လိုက်လံပူပန်နေရတဲ့အရာလေးတွေ့ရတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့38ပါတဲ့နံပါတ်လေးထီထိုးကန်ဆန်းပါ။ငွေကြီးလက်ရွှေမေပွင့်လန်းမေအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်မှုတွေချုံကုန်ပြီးကြည့်လိုက်တော့ကိုဒီဒီတပတ်ထဲမှာမထင်မှတ်တဲ့အလှူတန်းလေးတွေလှုပ်ဖြစ်မိ။မထင်မှတ်တဲ့အလှူလေးတွေကနေပြီးတော့အလှူတိတိလိုမှန်းတက်လိုက်တာအလှူကြီးတွေဖြစ်သွားတတ်တယ်။ဒါကောင်းသောနမိတ်ပေါ့နော်။အဲ့တော့ ကန်တောက်ပတ်ပစ္စည်းတွေရေရာကောင်းလေးတစ်ခုပေးချင်ပါသေး။စနီသားသမီးချင်းမေးဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကပန်းအဝါရောင်ခွနှစ်ပွင့်စီဒီတစုဒုံမမီမီရဲ့အိမ်ဖခင်မှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။